ဟယ်လိုမင်္ဂလာပါသဗ္ဗလာရီပါဒီနေ့ပေါ့နော်အဲခေါင်းထဲမှာပေါ်လာလို့လောရှင်နေရှိလို့ပေါ့နော်ကိုယ့်ရဲ့အဆောင်ရှောက်တွေကကိုယ့်ဘာပြောရှင်နေလဲကိုယ့်ရဲ့အဆောင်ရှောက်ကဘယ်သူလဲဘယ်သူတွေဆောင်ရှောက်နေလဲသူတို့ကဘယ်လို message တွေကိုယ့်ကိုပေးရှင်နေလဲဆိုရဲခေါင်းစဉ်အောင်နေလဗ္ဗလာရီကက်လီဆွဲထားရဲနော်ကက်လီဆွဲထားပြီးရဲပြောနောက်တစ်ချက်မှနောက် beacon ဒီမှာ agent message လေးကြည့်ပြီးမယ်အဓိကတော့ဒါက agent message သဘောမျိုးပဲပေါ့နော်အဲ့တော့ ပထမဦးဆုံးသွန်ရွာကြီးကနော်ကို့ကိုစောင်းရှောင်းနေတဲ့သူကပေါ့နော်အရင်ဆုံး divine masculine energy ရနေရဲ့ရရဲ့ပေါ့နော်အဲ့တော့ spiritual power မြင့်တဲ့သူမျိုးနော်ကို့ရဲ့ဒါဘဝပြီးပြီကို့ရဲ့အတိတ်ကဘဝဘဝကတော့ဆက်ခဲ့ဘူးလေကိုယ့်ရဲ့အဖိုးကိုယ့်ရဲ့အဖေကိုယ့်ရဲ့ဥလေနော်ကိုယ့်ရဲ့အကိုအဲ့လိုလူမျိုးကြီးနော်ဆောင်းရှောင်းနေရဲ့ကိုအဓိကတော့ spiritual power အာမြင့်နေဆိုလော်ဗင်ဒါရီက energy ရတယ်ဆိုတော့ဒါလော်ဗင်ဒါရီကိုဒီနိုင်ငံမှာပေါ့နော်ဒါအဆောင်ရှောက် dispatchable power အာမြင့်နဲ့အဆောင်ရှောက်တွေရှိတယ်ပေါ့နော်อืมအဲ့တော့ကိုယ့်ဘယ်သူဆောင်ရှောက်နေလဲကိုယ့်ကိုတည်မှာပါအဲ့တော့ဒါကိုယ့်တချို့ပေါ့နော်ဒါပထမဆုံးဒီ energy ရရဒီဘက်အချမ်းကတော့ဒါ feminine energy ရရပေါ့เนาะအဲ့လိုတချို့တွေကအမားတော့ဆောက်ရှောက်တည်ရဲ့သူเนาะအမား တော့အဖွာအဖွာ energy တော့မရအောင်အမပဲတက်လက်အလက်ပိုင်းအဲ့လို energy မျိုးပဲရရယ်နော်အမတော့စောင့်ရှောက်နေတာမျိုးရှိရယ်တချို့ကြတော့နော်ကိုယ့်ရဲ့အဖိုးဒါမှမဟုတ်ကိုယ့်ရဲ့ကိုဒါမှမဟုတ်ကိုယ့်ရဲ့အဖေပေါ့နော်ဘဝဆက်ဆက်ကတော်ဆက်ခဲ့ပွေးသူကိုယ်နဲ့ပဋ္ဌာန်းဆက်ရှိတဲ့သူကကိုယ်စောင့်ရှောက်နေရလို့ပြရတယ်။အေးသူကကိုယ့်ကိုဘာပြောရှင်းနေလဲဆိုရင်နော်အဓိကတော့အိမ်မက်တွေပေးလိုက်မယ်ဘလို့အိမ်မက်တွေလဲငွေရမယ့်အိမ်မက်တွေနော်အဓိကသူကပတ်စံကိုပေးရှင်းနေတာမင်းပေါ့နော် တခုခုဒိဋ္ဌံလုံးနေတယ်။နော်အဲ့အဒိဋ္ဌံအောင်မြင်မင်းပဆန်ရမယ်။ဒိဋ္ဌံအောင်မြင်လို့ရမှာမို့သူတို့ကဖေးရှင်တာအဲ့အဒိဋ္ဌံလုံးချက်စိရှိအောင်လေသူတို့ကမင်းကိုလှောက်ဆော်ပေးတာနော်။ဒီ spiritual being နော်ဒီအဖို့အဖို့ energy เนาะဘုံကြီးတပါးလည်းမြင်တယ်ခဲထားတော့အဲ့ဒါเนาะအဓိကတော့ကို့အဖိုးအွယ်ရှိရသူကို့အကိုတော့အဲအဲ့လိုမျိုးလည်းမြင်တယ်အဲ့လို device mask ကိုလေအဲ့နာဒီနှစ်ခုဖြစ်နေဒါပေမဲ့ laboratory ကဒါအများနဲ့ hobby ਆ ဖြစ်တဲ့အတွက်ကြောင့်ကို့ဘသူစောင့်ရှောက်နေလဲဆိုတော့ binding တက်ပြတက်ပြောဖို့ခက်တယ်အဲ့တော့ energy သဘောတရားနဲ့ပဲသွားမယ်เนาะအဲ့တော့သူကကို့ကို မူရီပေးရှင်နေအဲ့တော့ဖခင်တရားအရင်ထပ်ပို့ပြီးတော့လုံမိလိမ့်မယ်သူတို့ဆောင်းရှောက်နေရဲ့အဆောင်းရှောက်အရေးအဝါသားမှာကိုကအရင်ထပ်ပို့ပြီးတော့တော့လှူချင်တန်းချင်လာမယ်အရင်ထပ်ပို့ပြီးတော့ကိုကဖခင်တရားလှုပ်ရှင်လာမယ်စိတ်အေးချမ်းလာမယ်ဒါတို့ရဲ့ဆောင်းရှောက်မှုအောက်မှာနေရလို့အဓိကကိုကအနေကြုံလာခဲ့ပြီဆိုရင်တော့ကိုကစိတ်က strong ဖြစ်ဖြစ်နေတော်ဖြတ်သွားနိုင်မယ်နော်နော်အတိတ်ဘဝရောက်ကြလည်းဖြစ်နိုင်တယ်ဟုတ်တော့အဲ့လို energy မျိုးရနေရဆိုတော့နော် ခုချိန်မှာအတိတ်ထန်လုံးနေရဒါမှမဟုတ်စာအုပ်ကိုကင်ပြောကိုကဘာရွတ်နေလဲအဲ့ရွတ်နေရကိုကိုအနေနဲ့အကျိုးပြုမယ်ဒါသူတို့ရဲ့လှုံ့ဆော်မှုကြောင့်ကိုကဒီလိုမျိုးရွတ်ဖြစ်တာပေါ့နော်အေးအဲ့တော့အဲ့ဒါတွေအကျိုးထိုးမယ်နော်ဒီနှစ်ထဲမှာမင်းအနေနဲ့ငွေကြီးအရင်အထပ်ပို့ပြီးအဆင်ပြေလာမယ်ငွေကြီးကျက်တဲ့နေသူရှိရင်တော့မှသူတို့ကမဆမယ်နော်အဲ့တော့မပုန်နဲ့နော်ဒီဗီဒီယိုကြည့်ပေးရတယ်ကိုကဟောငါငွေကြီးအဆင်ပြေလာနိုင်မယ်ငေါဆောက်ရှောက်တယ်ငေါပြီးတော့မယ်ဆိုယုံကြည်ထားလိုက် နော်အဲ့လိုမျိုး energy မျိုးရနေအဲ့တော့ main အနေနဲ့ဒါ chapter 1အတိတ်တစ်ခုပေါ့နော်အဲ chapter အတိတ်တစ်ခုစတင်ရလိမ့်မယ်နော်အဲသူတို့သူတို့ကကိုယ်ပဲလိုက်ပါစောင့်ရှောက်နေမှာပေါ့နော်အဲ့တော့အရင်တော့ကိုဘက်ကဘာမှစိတ်ပူစရာတော့မရှိဘူး။ဒါကံရတော့ကောင်းနေမှာ။အဲဆောက်ရှောက်တယ်ဆိုပေမဲ့လည်းအဓိကကိုအနေနဲ့သူတို့ကြိုက်တာလေးတော့လုပ်ဖို့နော်။ဥပမာနော်ငါးပါးသီလလုပ်အောင်နော်။အဓိကတော့အဲကိုဟောတောင်းရေးတွေ့ဒီမှာနည်းနည်း ပါတယ်ဆိုရင်တော့ main ကလေးတွေပါเนาะဒီစုံနေတဲ့ energy မျိုး echo ဟောမကြိုက်ဘူး echo ဟောအရင်မတောက်ပါနဲ့เนาะအဲ့လိုမျိုးလေးစုံနေတဲ့သူတွေ့တယ်စုံနေတဲ့ energy မျိုးရတယ်အဲယောက်ျားလေးတွေကတချို့ဆိုလဲတိမောင်ပါเนาะတချို့အယုံကြည်မရှိတဲ့ယောက်ျားလေးတွေတော့မော်အော်ငါဘေးနားမှာအဆောက်အအုံတယောက်ရှိနေတယ်ငါကံကောင်းနေတယ်ငါကအခက်ခဲနေတယ်မော်အေးကြုံလာရဲဆိုတော့ငါကက်တီလေးလွတ်မြောက်သွားတယ်ငါမှာအဆောက်အအုံရှိနေဆိုတော့ငါတိရဲဆိုရင်အဲ့လိုမျိုး အဲ့တော့ဘယ်လိုပြောမလဲကိုယ့်ကိုအဝေးကနေဖြစ်မှာပေါ့နော်ဒါမယုံကြည်ရတဲ့ယောက်ျားလေးယောက်ျားလေးတွေရှိနေတယ်အဲ့လိုယောက်ျားလေးတွေတော့မကောလက်ခံလာမယ်ကို့မှာအဲ့လိုအဆောင်ရှောက်ရှိနေတယ်ဆိုတော့ကို့ကလက်ခံလာလိုက်မယ်နော်အဲ့ကို့ရဲ့နော်ဘဝဆက်ဆက်ကတော်ဆက်ခဲ့ဘူးရဲ့ပတ်ထန်းဆက်ရှိရတဲ့ကို့ကိုဆောင်ရှောက်ပေးနေရနော်အဲ့တော့ဒါဒီအထဲမှာလည်းကအမားတော်တွေဆောင်ရှောက်နေသူရှိရနော်အမားတော် energy ရတယ်အဲ့လိုမျိုးလဲဆိုတော့လှလှလေးနော်လှလှလေးအဲ့လို အရန်လာရဲ့နော် energy မျိုးရတယ်အနံ့လည်းမွှေးနေတယ်နော်ဒါပါတော့ပြောနေတဲ့အချိန်မှာအဲ့လိုမျိုးလေး energy ကအဲ့လိုမျိုးလေးခံစားရရဆိုတော့တချို့ဒီအမတော်ဆောင်းရှောက်တာခံတယ်အမတော်ချစ်မြတ်နိုးတဲ့သူခံရတဲ့သူဆိုရင်ဘာထူးခြားလာမလဲဆိုတော့ကိုကအလှပအရန်ထပ်ပို့ပြီးမှတ်လာမယ်အလှပနော်အရန်ထက်အရင်တော့အလှပခယူမဆိုင်ဘူးကိုကကိုပြင်ရှင်ဆင်ရှင်သိမ့်မရှိဘူးအဲ့လိုမျိုးလူတွေရှိရဆိုရင်တော့ကိုက အရင်အလားပါကြိုက်လာမယ်ရေမွေးအနှံ့နေဆိုလဲမွေးမွေးလေးကြိုက်လာမယ်မွေးမွေးလေးကိုခန္ဓာကိုယ်မှာဆွတ်ချင်လာမယ်ကိုကိုမွေးအောင်နေခြင်းနေမယ်ဒါအမတော်ဆောင်းရှောက်တဲ့သူတွေရဲ့ဒါ energy ပေါ့နော်အမတော်တို့ရဲ့ energy ရနေတာကြောင့်မင်းကလည်းအဲ့လိုမျိုးဖြစ်နေမယ်နော်ဒါအမတချို့အမတော်ဆောင်းရှောက်တာခံနေရတဲ့သူတွေနော်အဲအဲ့လို energy မျိုးလေးရတယ်သူကလည်းမင်းကိုဘယ်လိုမျိုးနော် ဆောက်ရှောက်နေရလဲဘရိုမျိုး message တွေ patient နေရလဲဆိုအဓိကတော့အခြေရေเนาะအဓိကတော့အခြေရေမှာเนาะဒါကိုအနေနဲ့နာကျင်စရာအခြေအရေကြုံတွေ့ခဲ့ရတယ်ဆိုရင်တော့ကိုကဒီအရာတွေကနေသင်ခန်းစာယူရမယ်သူရဲ့လမ်းပြမှုနဲ့เนาะဒါမှမဟုတ်ကိုကတယောက်တည်းပဲနေရှင်လာမယ်အခြေစိတ်ဝင်စားလာတာမျိုးเนาะကိုကိုကိုချစ်တက်လာတာမျိုးကိုကိုကိုယူဆိုင်တက်လာတာမျိုးဒါအမားတော်ဆောင်းရှောက် နေတဲ့သူတွေအဲ့ energy ရလို့တော့ပေါ့နော်အဲအမတို့ကအဲ့လိုလမ်းကြောင်းပေါ်လေးရအောင်နော်ဒါသူတို့ကတွန်းတင်ပေးမှာအမတို့ဆောက်ရှောက်နေတဲ့သူတွေကနော်အဲ့လို energy မျိုးလေးရတယ်ပန်းလေးကြိုက်လာမယ်ပန်းလေးဖျားမကတ်ချင်လာမယ်ပန်းလေးပန်းချင်လာမယ်အနတ်မုံဝင်လေးပဲနေချင်လာမယ်နော်ဒါမှမဟုတ်လေကိုကထိုင်နေတော့မှအမွှေးနဲ့လေးရလာတာမျိုးအဲရဲလိုမျိုးလေးကြောက်ရလိမ့်မယ်ဒါအမတော့စောက်ရှောက်နေရ เนาะနာမည်တက်မပြောဘူးเนาะဒါ general energy general reading မလို့ရှိပါလိမ့်မယ်เนาะအဲ့တော့ဒါ member မှာအခက်အခဲရောကြုံရလိမ့်မယ်မမျော်လင့်တဲ့အခက်အခဲကြုံရလိမ့်မယ်ဒါပေမဲ့သူတို့ရှိနေတဲ့အတွက်ကြောင့်မလို့ဒါမင်းကအဲ့ဒီအခက်အခဲပေါ်မှာကြံ့ကြံ့ခံနိုင်ပြီးတော့ကိုက lesson တစ်ခုအနေနဲ့ member ကိုဖြတ်ကျော်နိုင်လိမ့်မယ်နော်ဒါတို့ကအဲ့လို message အဲ့လို energy မျိုးပေးရှင်နေတာဆိုတော့တို့ရဲ့စောင့်ရှောက်မှုအောက်မှာနော် လုံးချုံမှာပါဖခင်တရားများများလောက်ပါအရင်ထပ်ပို့ပြီးတော့အလူတန်းတွေပို့ပြီးတော့လုပ်ပေးပါเนาะဒါလာဖတော်ရဲ့ဒီ general reading channel energy ကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့ဒါတက်တက်ဒီ debug group debug group လေးခွဲပြီးတော့ဟုတ်ပြလိုက်တာเนาะအဲ့တော့ဒါကိုနဲ့နှစ်သက်တဲ့အပိုင်းကိုယူပေါ့အဲ့တော့ခုနကဒါမပြောလိုက်ရလို့ကတ်ရရတိမ့်ပြီးအဲ့တော့အမတော့စောင့်ရှောက်နေသူတွေကအရင်ထပ်ပို့ပြီးကိုမိန်ကလေးတွေများမယ်။နောက်တစ်ခုယောက်ျားလေးတွေတောင်မှအလိုအနမ်းတက်မွေးလာကြီးခြိုက်လာမယ်။ အဲဒါကိုကိုရိုင်းနဲ့ဒါကိုလမ်းကိုကိုဖောက်နိုင်လာမယ်အခြေအနေမှာကိုကမနှင်းမြုံနေတော့ပဲနဲ့ကိုလှုပ်ရှားရှိရလဲကိုသွားရှားရှိရလမ်းကြောင်းပေါ်မှာကိုကနော်အဲမုန်တီသွားမယ်နော်အမတော်လေးဆောင်းရှောင်းမယ်ကိုကတချို့ဆိုပေါ့နော်ဒါတရှင်းအဲလိုမျိုးဆွဲဆိုရတဲ့တရှင်းလေးအိန္ဒိယဆောင်းလေးကိုကဆိုကျင်လာမျိုးဒါမို့နားထဲမှာကြားလာမျိုးအဲလိုမျိုးလေးနော်အဲအဲလို bike မျိုးလေးရတယ်ထားတော့အဲ angel message angel ရီက အဲသူတို့ကအမှန်စတာသူတို့နော်သူတို့ကဘာပြောရှင်နေလဲအစ်ဖို့ help for other အဲ့တော့သူတို့ရှင်နေတဲ့ပေါ်ပါဘောနော်ဒါသူတို့ဇိုးရှင်နေအခုအညီသူတို့စီမှာတောင်းပါနော်သူတို့စီမှာတောင်းပါ လို့ပေးပါလိမ့်မယ်အခုချိန်မှာတော့ main lotion နဲ့အရာ right time တော့မဟုတ်သေးဘူးတဲ့အောင်မြင်မှုတွေကတော့လာမယ်ဒါပေမဲ့ main lotion နဲ့အရာက right time မဟုတ်သေးဘူးအဲ့တော့ဒါ lotion နဲ့တစ်ခုအကူအညီတစ်ခုရှိရင်တတို့စီမှာတောင်းပါဖြည့်စီတို့ကဖြည့်စီပေးလိမ့်မယ်နော်ရုံးကြည့်ချင်းနဲ့တောင်းအဲ့တော့အဲဆိုခဏတိုင်းတောင်းတာကို့ဘေးနားမှာကို့အဆောင်အရှောက်ကဘသူဆိုတာကြိလိုက်တယ်ဆိုတာသူ့နံပါတ်တပြီးခဏခဏတောင်းတာဘာနဲ့လဲ ကားဆက်ကားဆက်ကရက်သွားရင်ဆိုင်ကယ်ဆက်နိုးကရက်သွားဆိုင်ကယ်ရပါစေတော့ပါအခုတော့ဆိုင်ကယ်ပြန်ပြန်ရပါစေအဲအဲ့လိုအဲ့လိုဒီတေးဝမလေးရတာလည်းကြီးတိုက်ပြီးတော့ဆူတောင်းတာအဲ့လိုမျိုးဒါဆူတောင်းလို့ရရဲ့တို့ကကုညီပေးမယ်တဲ့နော်ဒါအခုအခြေအနေကိုကပြန်လဲသုံးသပ်ပါကိုကိုရင်ဘာဖြစ်ရှင်နေလဲကိုကိုရင်ဘယ်လန့်ကိုသွားရှင်နေလဲကိုကိုရင်ကိုယ့်ရဲ့အတွင်းနေရပြောစကားကိုနားထောင်ပါနော်မင်းဖြစ်ရှင်နေတဲ့အရာတွေက အခုချိန်မှာတော့အချိန်ကောင်းမဟုတ်သေးဘူးဒါပေမဲ့ဖြစ်လာဘူးရှိရဲ့နော်အဲ့တော့ဖိနေကိုနဲ့မကတ်နေရတယ်ကိုဘာလို့မှမသိဘူးလမ်းပြောင်းနေရတယ်ရှိခဲ့ရင်တို့စီကိုအကူညီတောင်းပါတို့လမ်းကြောင်းလေးပြပေးပါလိမ့်မယ်ဘလို့အဲ့ဘလို့လမ်းကြောင်းပြပေးမလဲဆိုအိမ်မက်တူရနေတစ်ဆက်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ကတော့အရှေ့ဟောမပေးဘူးဖောင်းနေတဲ့ခေါင်းလေးမူလာလို့အဲဒီလိုမျိုးအဲ့လို အဆက်အလွယ်เนาะအဆောက်အယောက်တွေဟောရင်အဲ့လိုမျိုးပဲမူးတက်လို့မလို့เนาะခဏပဲကြည့်ပြီးတော့ဟုတ်ပြီเนาะအဲ့တော့ဒါဒါကိုယ့်ဘသူမျိုးဘသူဆောင်းရှောင်းနေလဲမေးလို့ရလားဆိုတော့တော့အဲ့အဲ့လိုဖြည့်မပြီးเนาะတခြားတချို့အရာတွေကြတော့အဆောက်ရှောက်ကဘသူလဲဆိုတော့ပြောလိုက်မှားရင်မကောင်းဘူးဗောနော်မှားရင်မကောင်းဘူးဒါတပြောအဲ့အဆောက်ရှောက်ကကိုယ့်ဘသူဆောက်ရှောက်နေလဲဆိုတာကြတော့ဒါ target တွေနဲ့ကြည့်လို့မရဘူးနော် ဲ့တော့ကြောင့်တော့ဒါတွေဒီ date တယောက်ချင်းစီရောဘယ်လိုဆောင်းရှောင်းနေလဲဆိုတာပြောပြမှာမဟုတ်ဘူးဒါဒီ general reading လေးနဲ့ပဲနှစ်သိမ့်လိုက်ပါတော့ကိုကိုအဲ့တော့ရောရှင်းတာ personal reading ဒီဒီဒီ package နဲ့တက်ဆိုင်ပြီး personal reading လာမလို့မရဘူးလို့เนาะဟုတ်ပြီเนาะကဲအဲ့တော့ bye bye เนาะ